သူများတကမိမိလျော့လျော့ရှိနေတဲ့အချိန်မှာသူများတကဟာအပြောပါးရည်နဲ့အလုံးမလုံးဖဲနဲ့မိမျောနေတဲ့အချိန်မှာမိလျော့မှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမိလျော့နေတဲ့ပုဂ္ဂိုလ်ဒီကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေ အပျော်ပါးတွေကြားမှာပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါးနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြားကြားနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြွတ်တက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေသူဘဟုစာကရော အမရတကအိပ်ပျော်နေတဲ့အချိန်မှာနုနုချာချာချိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ချန်ထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော်တက်သွားတယ်သူဆိုဥပမာပါနဲ့တူတော့ဆိုအပလတံဝတိကတ်တော်မြင်းတဲ့ကောင်ဟာမကြမ်းမမာလို့ ပိန်ပြီးအာကုန်ပြီးချိနဲ့နေတဲ့မြင်းကိုကျမ်းမှာတန်ဆွမ်းတဲ့ခွန်အားပြေးဝတဲ့မြင်းကဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာအာခွန်မလားမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်သွားအောင်တွားတယ်ဆိုတဲ့ဒီဥပမာလေးနဲ့ဟောတာအဲ့ဒါလေဘယ်အလုံးအတွက် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အားလုံးအတွက်ဒီသုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်ဟုတ်သုံးဝင်စီးပွားရေးလုပ်တဲ့လူတွေလည်းကြည်မလားလူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည်မလားပညာရေးကြိုးစားအထုတ်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲရှိမလားဘယ်လောက်ပဲလှုပ်လို့လူ့ဘဝမှာ လုတ်ကင်ဆောင်ရနေကြရတဲ့ပုဂ္ဂိုလ်တွေဟာဒီဒေသနာတော်အရာအလုံးအကျုံးဝင်သွားတယ်ဆိုတော့ဟောမေလျောသူနဲ့မမေလျောသူမေလျောသူကိုမမေလျောသူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိတ်ပြောနေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့လိမ့်မယ်ရှစ်တက်သွားမယ် ရှာတုကုန်သိစီစဉ်ဥစ္စာအဖြစ်မြင်မာသွားမယ်ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရာမှာအများကြီးနောက်ချံပြစ်ခဲ့မယ်ရှစ်တက်သွားမယ်ဒီလိုဆိုလိုတယ်